ပေါ်ကီရီယောကတော့မင်းညင်းနေရစာပြီးတော့ဂိမ်းနဲ့ရောက်လာပြီအဲ့တော့ကျွန်တော်တို့တစ်ချက်စမ်းကြည့်ပြီးတော့ရီယောမလုတ်ခင်ကော်ကီနဲ့အခုရီယောလုတ်ထားတဲ့ကော်ကီဘာတွေအချားဝါလဲဘယ်ချက်တရားအားတလဲဘယ်ချက်တရားအားနေလဲဆိုတာတစ်ချက် break down လို့တော့မှဖြစ်ပါတယ်ကော်ကီအကြောင်းမပြောခင်မှာဒီတစ်ချက်ကိုခွဲခွဲခြားခြားသိဖို့လိုမယ်အဲ့ဒါဘာလဲဆိုတော့အထက် damage AD ဆိုတာက physical damage မဟုတ်တလို့ ability power AB ဆိုတာလည်းမျက်ရည် damage မဟုတ်ဘူးဆိုတဲ့ချက်ပါစားဆိုတဲ့ player တို့များများဒါကိုသိမ့်မတိကြပါဘူး magic damage ဆိုတဲ့အတိုင်း API identity ဆိုထည့်နေရတယ်တွေ့ရတယ်။အဲ့ဒီ AD percentage AP percentage ဆိုတာက physical damage တွေဒါမှမဟုတ် magic damage တွေကိုတိုးလောင်းလုပ်ပေးနိုင်တာမရှိတာ။တစ်ရက်ကြီးတိုးပေးတာမျိုးတော့မဟုတ်ပါဘူး။ဥပမာ cookie 1ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် queen နဲ့မှာ AD percentage ဘလောက် AP percentage ဘလောက်ဆိုပြီးရေးပေးတာလေ။အဲ့ဒီ percentage တွေပေါ်မူတည်ပြီးတော့ AD identity ထည့်ရင် percentage block က magic damage တိုးပေးမယ်။ AP identity ထည့်ရင်လည်း percentage block က magic damage တိုးပေးမယ်။ magic damage မို့လို့ ape ပဲထည့်ရမယ်ဆိုပြီးတော့မပြောတာပါဘူးနောက်ဆို ap ad တွေဘယ်လိုလုပ်လို့လဲဆိုတာအချင်းချင်းသိလောက်ပြီးထင်ပါတယ်အခု corgi အကြောင်းဆက်ပြောပါမယ်ပထမဆုံးအနေနဲ့အရင် corgi နဲ့အခု corgi ရဲ့ ability တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အရင် passive က basic attack time မှာ magic damage 80%နဲ့ physical damage 20%ပါတယ်နောက်တစ်ခုကအလုံးရှုပ်ခံပြီးတော့တော်တော်ပြင်သွားတဲ့ package ပါတယ်အခု corgi မှာကြာတော့ basic attack ကို100% physical damage နဲ့20% true damage ဆိုပြီးဖြစ်သွားတယ် ဒီမှာတစ်ခုကောင်းတော့အရင်ကလို AD 100ရာခိုင်နှုန်း80-90ခွဲပြီးတာမျိုးမဟုတ်ဘဲနဲ့ AD 100%က physical damage ထိမယ်အဲ့ဒီ AD 100%တဲ့ကပဲ20ရာခိုင်နှုန်းက true damage အပိုထက်ထိမယ်ဆိုပြီးဖြစ်သွားတယ်။နောက်နောက်တစ်ခုက package ကသွားမိရတော့ပဲနဲ့သူ့ချိန်ပြေးတာနဲ့ကိုပေါ်ကြလာပြီးတော့ package ရရင် AD ရဲ့တုံးကြီးအကြီးစားကို၄ကစတိုက်သုံးလို့ရပါမယ်။အရင်ကလို봉ကျဲပြီးတော့ဝင်သွားတဲ့ဟာမျိုးမရှိတော့ဘူး။ပြောချင်တာကတော့ ပက်ကေ့ရှိတဲ့အချိန်မှာပုံမှန်ထက်ပို့ပြီးတော့ damage ထွက်လိမ့်မယ်။ ability 1ကအရင်ပုံစံတိုင်းအောင်မှ cool down short ပြီးတော့ AD နဲ့ AV percentage တွေကိုနှံစနီးပါးတိုးပေးတာတယ်။ပြန်ရင်မပြောင်းမပြန်မဲ့ damage ပိုင်း buff ထားတယ်လို့ပြောလို့ရတယ်။ ability 2ကကြတော့အရင်ကလို့ package ရတဲ့အခါ touch speed ဝင်သွားတဲ့ဟာမရှိတော့ဘူး။ပုံမှန်ဟာပဲရှိပါတော့မယ်။ cool down short ပြီးတော့ damage ပိုင်းကိုနည်းနည်းလေးပဲပတ်ပေးတာ။ ability ကြတော့အရင်က enemy ကို magic damage ထိအားနေမှာကို physical damage ဆိုပြီးတော့ပြောင်းရတယ် ရင်က magic resistant shot တခုတည်းကနေအခု armor နဲ့ magic resistant နှစ်ခုလုံး shot အောင်လုပ်ပေးတာတော့တွေ့ရတယ်။ damage ပိုင်းကိုတော့နည်းနည်းလေးနှက်ပေးတာတယ်။ ultimate ကကြတော့ damage type ကိုအရင်က magic damage ကနေပြီးတော့အခု physical damage ဆိုပြီးတော့ပုံစံပြောင်းလိုက်တယ်။ပြီးတော့အရင်ဒုံးကြီး slot 6ခုစာနေပြီးတော့အခု4ခုစာပဲရှိတော့တယ်။ဒုံးကြီးတစ်ခုကို second 20ကြာဆောင်အောင်ဒုံးကြီး damage ကအရင်ကလို့ AD တွေ AB တွေရောမဟုတ်တော့ဘဲနဲ့ AD percentage တခုတည်းဖြစ်သွားတယ်။ဒုံးကြီးရဲ့ damage ကိုလည်းပဲပေးတာတယ်။ overall ခြုံကြည့်လိုက်မယ်ဆိုရင် corgi ကို create adc ပုံစံမျိုးဆော့စစ်နေတာအရင်က corgi ကကျွန်တော်တို့တည့်ရတိုင်းမှာ magic damage or physical damage or ရောနေတဲ့အချိန်ကြီးအနေကောင်ပေါ့နော်အဲအကြောင်းကျွန်တော်တို့တွေက ad idea နေနဲ့ ev idea နေကိုရောပြီးတော့ဆော့ကြရတယ်။အခု corgi ကြတော့ magic damage နေရာတော်တော်များများမှာ physical damage တွေပြောင်းလာတာကိုချိန်မှပြောပြပြောပါပြီ။အမ်ကော်ဂီကိုအရင်အထက်ဆွဲရတာပိုလီအောင်လုပ်ပေးတာပြီးတော့ဒရဂွန်လေးမှကော်ဂီကိုပြန်ဆွအောင်လုပ်ပေးတာတော့လည်းတွေ့ရတယ်။ ။မင်းညကကော်ကီကိုဆန်းစော်ကြည့်ရတော့မန္နာမူနီနဲ့ကော်ကီကအရင်ကြီးအလုံးမဖြစ်တော့ဘူး။ဖူခရစ်ထက်ကြည့်တော့လည်းအဲ့လောက်မကောင်းပြန်ဘူး။အဲ့တော့ Ability Haste နဲ့ AD Crit အရောဖြစ်နေတဲ့ဘေးကိုတုံးကြည့်ရင်တော့အဆင်ပြေတယ်။ Iron B တွေကတော့ဗီဒီယိုမှာပြတဲ့အတိုင်းပဲ။ Batteries are Trinity Force for the reminder. Solar Chaplet အဲ့ဒါတွေကပို့ပြီးတော့အလုပ်ဖြစ်တယ်လို့မြင်တယ်။ Bronze တွေကအရင်လို Fast Strike နဲ့မစော့တော့ဘဲနဲ့ Gun Quarter နဲ့စော့တာပိုကောင်းတယ်။ ော်လဲဆိုတော့စပဲတခါတုံးလိုက်ပြည့်တစ်ချက်ပြစ်လိုက်ပုံစံမျိုးဆွာမှာဆိုတော့ကွန်ကွာဒါနဲ့ကပို့လိုက်တယ်လို့မြင်ပါတယ်။နောက်တစ်ခါတော့ဒီ cookie reward ကလက်ရှိမီတာထဲမှာကျန်းနေတဲ့ ADC တွေကိုမမီလောက်တည်းဘူးလို့မြင်တယ်။ဟုတ် cookie က pro တော့ကောင်းလားမကောင်းလားဆိုတာ comment ထဲမှာတစ်ချက်လောက်ပြောပြပေးတော့လို့ရပါတယ်။ video လေးကတော့ဒီလောက်ပါပဲ။ winery နဲ့ပတ်သက်တဲ့ knowledge sharing တွေကိုတည်ကျင်နေဆိုလို့ရှိရင်ကျွန်တော် channel လေးကို subscribe လုပ်ထားပါ။အဆုံးထိကြည့်ရှုပေးတူအားလုံးနဲ့ကျေးဇူးများတင်ပါတယ်။